ရေရွက်ပစ္စည်းပြပတင်ပို့မှုဟာမနစ်ကထက်ကိုအမေရိကန်ဒေါ်လာတန်ပေါင်း100လောက်ရောကျသွားဖို့ရှိနေတယ်လို့မြန်မာနိုင်ငံငါးလုံငန်းအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှုကပြောဆိုလိုက်ပါတယ်။အခုနှစ်စံပိုင်းအတွင်းပင်လယ်ပြင်ဖမ်းဆီးမှုကပြန်လည်ကောင်းမွန်လာခဲ့ပေမယ့်2023ခုနှစ်အတွင်းကအရေးအတွက်ရောကျသွားတာကြောင့်အခုဘဏ္ဍာနှစ်မှာအခက်အခဲတွေရှိလာမယ်လို့လုပ်ငန်းရှင်အချို့ကလည်းပြောကြပါတယ်။သတင်းတောက်အောင်သူရကဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ အခုဗန်နန်နဲ့မှာတော့ရေထွက်ကုန်ပစ္စည်းပြပတ်တမှုမှုဝင်ငွေဟာပြီးခဲ့တဲ့နှစ်ထက်အမေရိကန်ဒေါ်လာအတန်းတရာလောက်ကျဆင်းသွားဖို့ရှိနေတယ်လို့မြန်မာနိုင်ငံငါးလုံငန်းအဖွဲ့ချုပ်ထွေထွေတွင်းမှုကပြောဆိုလိုက်ပါတယ်အခုနှစ်စံပိုင်းတွင်ငါးပစွန်ဈေးကွက်ကောင်းနေပေမဲ့မွေးမြူရေးနဲ့ပင်လယ်ပြင်ထုတ်လုပ်မှုကျဆင်းနေတာတွေကြောင့်တင်မှုမှုပါကျဆင်းသွားတာဖြစ်တယ်လို့ပြောခဲ့တာပါဒီတိုင်းသာသွားခဲ့ရင်အခုဇန်နဝါရီလဟာလာတပွဲလောက်ကိုရောက်လာပြီဆိုတော့လက်ကြံကာလနဲ့မှန်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမနှစ်ကတနှစ်ကစာချိန်တော့ဘလို့မှမပြီးတော့ကျွန်တော်တို့က ကြာမြဲကြမဲ့သဘောရှိတယ်။ဒေါ်လာတန်း100လောက်တော့ဆုံးကြဆုံးသွားနိုင်သလားမသိဘူး။ငါးသေးပစုံသေးတွေကဟိုရုပ်ပြစင်းပြဲကြာသွားတာဟုတ်မရှိဘူး။တကယ်တော့ငါးသေးပစုံသေးတွေကကောင်းတယ်ဗျ။ကောင်းတယ်။ကောင်းတယ်ဆိုတော့မွေးမြူရေးငါးသေးလည်းကောင်းတယ်။ပစုံသေးလည်းကောင်းတယ်။ဟာလားပင်လယ်ငါးရဲ့ပစုံဒီသေးတွေလည်းအခုသူတို့ဟိုဈေးကောင်းနေရတယ်လို့ပြောတယ်။အဲ့ဒီဖန်စီမှုနဲ့ထုတ်လုပ်မှုပိုင်းကပဲညော့သွားတဲ့သဘောရှိတယ်။ဒါကြောင့်ဒီပို့ကောင်ကကြာသွားတဲ့သဘော ီးခဲ့တဲ့ဗန္ဒာနေအတွင်းရရှိခဲ့တဲ့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုဝင်ငွေဟာအမေရိကန်ဒေါ်လာတန်ပေါင်း650ရရှိခဲ့ပါတယ်။ဒါကြောင့်ဒီနေ့အတွက်တန်တရာရောကြမယ်ဆိုရင်တော့တင်ပို့မှုဝင်ငွေတန်ပေါင်း950တာရရှိတော့မှာဖြစ်ပါတယ်။ဒါဟာမွေးရည်ကြီးလက်ဖွံ့ဖြိုးရေးဝင်ကြီးဌာနက2013-2014ဗန္ဒာနေအတွက်ညွှန်မှန်းထားတဲ့ဝင်ငွေထက်ကိုဒန်ဒေါ်လာတန်ပေါင်း150ကျော်လောက်ရောကြအောင်မှာဖြစ်ပါတယ်။ခုနောက်ပိုင်းတော့ကြော်ပါပြီ။လောကဆန်နေနောက်ပိုင်းလောက်ဆိုရင်ကျွန်တော်တို့ဆန်နလလောက်ကဖမ်းတယ်။တနေ့မှလောက်ဖမ်းတယ်။ဟိုတော့ဆိုရင်ငါ့မှာမူးမှာဒီမီကောင်းတယ်။ဂျွန်ဂျူလိုင်ဩဂတ် ငါ DB ကောင်းတယ်။ရသည်ဥလူပေါ့။ဟိုတော့ရသည်ဥလူမှန်တယ်ဟို။ဟိုကရသည်ဥလူအများနဲ့ပြောင်းလဲနေတဲ့ခါကျတော့နေနေမှုတွဲမှာအလौချိန်မြရတယ်။ငါအထီမီရောသွား။ကလေးပြင်ငါးဖန်စီမှုကပြီးခဲ့တဲ့နှစ်ငါးဖန်ရာသီအတွင်းတည်တည်တတ်တတ်ကြဆင်းခဲ့တာကြောင့်လုပ်ငန်းရှင်တွေအနေနဲ့အရှုံးပေါ်မှုတွေရှိခဲ့ပါတယ်။ခုနှစ်ပွင့်လင်းရာသီအစမှာပြည်လဲပြင်ဖန်စီမှုကပိုကောင်းလာခဲ့တယ်လို့လေလံ၅ဆီခွက်ထဲမှာလည်းဈေးပိုကောင်းလာခဲ့ပြီးမြဲအရင်နှစ်ကအရှုံးကိုပြန်လဲကာမီဖို့ရုန်းကန်နေရတယ်လို့လုပ်ငန်းရှင်အချို့ကပြောခဲ့ပါတယ်။ဟိုတို့လေသမားတွေအဓိကဒီဇယ်ကြီးပဲ ဒီပင်လယ်ပြင်တစ်ခေါက်တွေးလို့ရှိရင်ဒီစက်ကြီးအနည်းဆုံးလုတ်တရာလောက်ဝယ်ရတယ်လုတ်တရာဆိုပဲသိနေရတော့ပဲဆိုပြီးအရင်ကြီးကအဲ့ဒီထက်မှအများကြီးဝင်သွားတယ်ဝင်တဲ့အခါကျတော့လေကြီးကတွားပြီးပြန်လာရင်ဒီဈေးကိုပြန်ရအောင်ဆိုတော့မနေ့ကြိုးစားရေးရှာဟိုကျွန်တော်ပြောမယ်ဆိုရင်ဟိုလေလငါလာနားနေပြီးတော့ဟိုဇူလိုင်ဩဂတ်လောက်ထိရတော့လေသမားတွေကဒီလိုပဲလုံလေလုံလေလာရပြီးတော့တွားနေတယ် ခုလက်ရှိချိန်ထိရေထွက်ပစ္စည်းပြပတင်ပို့မှုစုစုပေါင်းဟာပုံမှန်တင်ပို့မှုနဲ့နယ်စပ်ဖြတ်ကျော်တင်ပို့မှုနှစ်ရပ်ပေါင်းအတွက်အမေရိကန်ဒေါ်လာတန်ပေါင်း400ကျော်သာရရှိထားပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ဗန်နာရီနှစ်ကာလတူအချိန်ထက်ကိုတန်ပေါင်း80ကျော်လောက်ရောင်းနေနေတာလည်းဖြစ်ပါတယ်။